တ်များအားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ညချန်နယ်ကနေပြိတ်သက်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့သူသေးကိုသေးဆိုတဲ့စိတ်ဝင်စားပွဲဒူချာစန်းကျဲရဲမတန်မှုကင်းဖျက်မှန်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။နင်းတို့လက်ထပ်ကြပါစို့ကိုလင်းရဲ့ဟိမန်နင်းကထိုစကားကိုသာထက်တလဲလဲပြောနေတော့ ကြာတော့ဇော်လင်းခိုင်မှစိတ်ပြက်လာရတယ်။နှင်းရဲ့မင်းဟာအောင်မြင်ကြော်ကြနေတဲ့အစိုးတော်တယောက်ပါကွာ။ရုပ်ရည်ကလည်းချောမချောနှင်းကိုလက်ထက်ချင်တဲ့လူကုန်ထန်တွေဝိုင်းဝိုင်းလည်နေတော့မှသူ့ရဲ့စကားကြောင့်ဟေမန်နှင်းမှစိတ်ဆိုးသွားတယ်။ခေါင်းငုံထားရကစကနေမော့ကြည့်တယ်။ဘလို့ပြောလိုက်တာလဲကိုလင်းဒါဟာနှင်းကိုလက်မထက်နိုင်ဘူးလို့ဆိုလိုတာလား။လောလောဆယ်ကိုလက်မထက်ချင်သေးလို့ပါ။ သူကအေးဆေးစွာရှင်းပြတယ်။သူကအေးဆေးသလောက်ဟေမန်နှင်းမှာကြက်သစ်မလေးတကောင်လိုဒေါသထွက်နေသည်။ရှင်ဘလို့လူစားလေကိုစော်လင်းခိုင်း။ကျမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုသုံးချင်တိုင်းသုံးပြီးအားရတော့မှဒီစကားပြောတာပေါ့လေ။အင်းလေရှင်မှာနှမသားချင်းမရှိတော့ကိုချင်းမစားတတ်ဘူးပေါ့လေ။ရှင်ကိုကျမမကြေနပ်ဘူး။တိတ်ရုပ်မာတယ်လူ ဟေမန်နိရဲ့ရင်သီးစော်ကားတဲ့စကားလုံးများကြောင့်ဇော်လင်းခိုင်မှဒေါသပေါက်ကွဲသွားတယ်။ဟေမန်နင်းကိုစူးစူးဝါးဝါးကြည့်ပြီးအဲ့ဒီတော့လေလဲတည်လိုက်လေကွာ။ထို့သူအော်ပြောလိုက်တဲ့ဟေမန်နင်းကဇော်လင်းခိုင်ရဲ့မျက်နှာကို မျက်လုံးအဝိုင်းသားနဲ့တစ်ချက်ကြည့်ပြီးတန်ရာကနေရှေ့ကိုဟတ်ထိုးလဲကြသွားတယ်။ဇော်လင်းခိုင်ကအမျိုးသမီးကိုပွေ့ချီလိုက်တဲ့လှုပ်ရှားမှုမရှိတော့ပါစိတ်ဆိုးလွန်ပြီးတတိမိတယ်လို့သူထင်ခဲ့တယ်။ အမျိုးသမီးရဲ့ကိုလုံးကိုနေရမှာမိထားပြီးကိုလုံးကိုလှုပ်ရမ်းပြီးနမဲကိုခေါ်ကြည့်တယ်။အမျိုးသမီးမှာပျော့ခွေနေပြီးနှကောင်းဝကိုလက်နဲ့ဆန်းကြည့်တဲ့အခါအသက်ရှူရပ်သွားပြီးဖြစ်ကြောင်းသိရတယ်။ဇော်လင်းခိုင်ကဟေမန်နင်းရဲ့အလောင်းကိုထားခဲ့ပြီးတယ်လီဖုန်းရှိရာကိုလာခဲ့တယ်။ရဲစခန်းနဲ့ဈေးရုံကိုတယ်လီဖုန်းဆက်လိုက်တယ်။ဟေမန်နင်းရဲ့အလောင်းကို လူနာတင်ကားနဲ့လာယူသွားကြတယ်။ရဲတပ်ဖွဲ့ကဇော်လင်းခိုင်ကိုရဲစခန်းကိုခေါ်ဆောင်သွားပြီးစစ်ဆေးကြတယ်။ ဇော်လင်းခိုင်ကိုပြန်လွှတ်လိုက်တဲ့အမျိုးသမီးရဲ့ကိုပေါ်မှာမြည်သည့်တံရမှာမတွေ့ရတာကြောင့်ဖြစ်ပါရဲ့တကယ်တော့လေသူကဟေမန်နင်းကိုစိတ်ထိခိုက်အောင်ဘာမှလုပ်ခဲ့သူမဟုတ်ပါအစိုးရဟေမန်နှင်းတယောက်ရုတ်တရက်သေးဆုံးသွားတဲ့တရင်ကိုတရင်စာနေများမှာအကျယ်တဝင့်ရေးသားဖော်ပြကြရီဒုအခါဇော်လင်းခိုင်ရဲ့အမိကလည်းတရင်စာများမှာပါသွားရရီဤမှာစောက်လုတ်ရေးအင်ဂျင်နီယာကလေးဇော်လင်းခိုင်ရဲ့အမိကလူတီများတော်ရပြန်နေ ဇော်လင်းခိုင်က၃လခန့်အထိတော့ဟေမန်နှင့်အတွက်စိတ်မကောင်းဖြစ်နေခဲ့သေးတယ်။ဟေမန်နှင့်ဘကြောင့်တည်ဆုံးရတာကိုသူမသိပါ။ဆရာဝန်များကတော့နှလုံးရောဂါရှိတယ်လို့မှတ်ချက်ချကြတယ်။ဟေမန်နှင့်မှာဘေးတုံးကမှနှလုံးရောဂါမရှိခဲ့ကြောင်းသူအတည်ဆုံးဖြစ်တယ်။နောက်ဆုံးသူပြောလိုက်တဲ့စကားကြောင့်ဟေမန်နှင့်တည်ဆုံးရတာလားလို့မကြာခဏတွေးမိတယ်။"အိုးဒါဟာတိုက်ဆိုင်မှုတသက်ပါ" နောက်ဆုံးမှာဟေမန်နှင်းကို သူမိထားလိုက်တယ်။ထို့နောက်စောမြတ်တန်တာဆိုသူလေးနဲ့တွဲမိပြန်တဲ့မြတ်တန်တာမှာရွှေရောင်အသာ အချိုးစစ်ကြားရီကိုလုံးချောမောလှပါတဲ့မျက်နှာပိုင်းရှင် နမဲကြီးမော်ရီတဦးဖြစ်ပါရီဆွဲမတ်เสียကောင်းနေခြေသူများဖြစ်ကြပြီးနောက်ဆုံးစောမြတ်တန်တာက သူ့ကိုလက်ထပ်ဖို့တောင်းဆိုလာရီဘာကြောင့်လက်ထပ်ဖို့များလောရတာလေတန်တာရဲ့အခုလေကိုတို့ကလွတ်လွတ်လပ်လပ်နေလို့ရတာပဲမဟုတ်လား သူကအေးဆေးစွာနဲ့ချော့မော့ပြောဆိုတယ်။ရှင်နဲ့ကျမတွဲနေတာတကဘာလုံးကသိနေပြီ။ဘယ်အဆင့်ရောက်နေတယ်ဆိုတာလည်းသိကြတယ်။ကျမမှာတိတ်နေတာ။နောက်ပြီးတော့ကြောညာတွေမရရတာလည်းကြားနေပြီ။ယောတိတ်ခတ်ပါလားကွာ။မိမတွေဟာယောက်ျားတွေကိုတည်ပြီးတော့အပိုင်ကြံကျင်ကြပါလား။မရဘူးတန်တာမရဘူး။ဇော်လင်းခိုင်ဟာဘလို့နောင်ချိုးမှအထိမခံမှုမှတ်ပါ။တို့တို့စိတ်သေးကပြောမိတယ်။ ကြော်ညာမရရလဲဘာရေးလဲကွာတန်တာလိုချင်တလောက်ငွေကိုကိုပေးနေတာပဲဥစ္စာရှင်ကကျမကိုဘလို့အမျိုးသမီးမှတ်လို့ငွေစကားပြောနေတာလေရှင်ဟာမေတ္တာတရားကိုတန်မှုမထားတဲ့လူပဲအလကားလူလူရောက်မှာဒါဆိုလဲလဲတည်လိုက်တော့ကွာဒေါသဖြစ်ဖြစ်နဲ့သူ့အော်ပြောလိုက်တဲ့စောမြတ်တန်တာက သူ့ကိုနားမလဲတယ်လို့တချက်စူးစူးကလေးကြည့်ပြီးရှေ့ကိုလဲကြသွားတယ်ထို့နောက်ဟေမန်နင်းလိုပဲတည်ဆုံသွားတယ် ဒီတစ်ချိန်မှာတော့ရဲတပ်ဖွဲ့ကဇော်လင်းခိုင်ကိုအသေးချာစစ်ဆေးတယ်။ဆရာဝန်များကလည်းစောမြတ်တန်တားရဲ့ခန္ဓာကိုယ်ကိုအသေးစိတ်စစ်ဆေးကြတယ်။ခန္ဓာကိုယ်ပေါ်မှာပုံပဲတဲ့အရာအစိတ်စိတ်ထိုးရာဘာမှမတွေ့ရပါ။ဟေမန်နင်းနဲ့စောမြတ်တန်တားတို့ဆိုရဲမိမချော်လေးနှစ်ယောက်တေးဆုံးသွားကြတယ်။ဘာကြောင့်တေးဆုံးရတယ်ဆိုတာမပြောနိုင်ကြ။ဒိုမိန်ကလေးနှစ်ယောက်ကဇော်လင်းခိုင်ဆိုတဲ့အင်ဂျင်နီယာနဲ့ပတ်သက်မှုရှိတယ်။ဒါပဲဖြစ်တယ်။ နောက်ဆုံးတော့ဇော်လင်းခိုင်ကိုပြန်လွှတ်လိုက်ရသည်ဇော်လင်းခိုင်ကိုယ်တိုင်လည်းသူ့ကိုယ်သူအံ့ဩမဆုံးဖြစ်နေသည်မိန်းကလေးနှစ်ယောက်ကို သူ့နာကျင်အောင်မလုပ်ခဲ့ပါစကလုံးလေးလေးလုံးကိုသာစိတ်ဆိုးလွန်းတော့ပြောမိသည်သူစကားများက သူမတို့ကိုမရဏအတိုင်းပြည်ကိုရောက်စေသလား နောက်ထပ်6လအထိဇော်လင်းခိုင်ကမင်းကလေးများနဲ့မပတ်သက်အောင်နေခဲ့တယ်။နမဲကြီးမော်ရီတယောက်ဇော်မြတ်တန်တာတည်ဆုံမှုတရင်နဲ့အတူ သူ့ရဲ့နမဲကလည်းတရင်စာဆောင်များမှပါသွားပြန်တော့ကိုရှိန်တက်နေရသည်။ဒီလိုနဲ့မောင်မိုက်တဲ့ညတညမှာဇော်လင်းခိုင်ကလမ်းကြားတစ်ခုအတွင်ကိုတယောက်ထဲရောက်လာစဉ်လေတန်တူတူနဲ့အမိန်ပေးတံပေါ်လာ၏။ငိမ့်ငိမ့်ရက်နေပါအင်ဂျင်နီယာကြီးထွက်ပြေးဖို့မကြိုးစားပါနဲ့။ မဲမဲတက်ရှိတရံတကူကမောင်ရိပ်ထဲကထွက်လာ၏လက်ထဲမှာလည်းပြောင်လက်တဲ့အရာဝိတ္ထုတကူကိုခြင်ထား၏ဇော်လင်းခိုင်ကအမိန့်တိုင်းရက်နေ၏လက်နက်ခြင်ထားသူတအူးကိုသူကဂလန်ကစံမလုပ်တော့မှဒီမှာကျွန်တော်ပတ်စံအိမ်ငွေ9000ပါပါတယ်နိုင်လဲချုပ်ယူနိုင်ပါတယ်ထူလူကသူနဲ့မျက်နှာချင်းဆိုင်မှာရက်နေ၏အယံမြင့်ပြီးထွားတိုင်းသူတအူးဖြစ်တယ်ငါလိုချင်တာဒါရီမဟုတ်ဘူးကွာမင်းအသက်ကိုလိုချင်တာ ိုလူကတင်းမပြတ်သားစွာပြောနေတော့ဇော်လင်းခိုင်မှတုံလုံးချောက်ချသွားရီကျွန်တော်ကျွန်တော်ခမရကိုဗာမြနင့်နအောင်လှုပ်ခဲမိလို့လေဗျတုံလုံးစွာနဲ့မီးမီးလေးဂျိုလူကရှေ့ကိုတိုးလာတော့ဇော်လင်းခိုင်မှနောက်ကိုတက်လန်းဆုပ်လိုက်ကြရီငါနမေရဲလင်းမေဟေမန်နင်းကိုမင့်တရိယာသေးရဲ့လားနင်းကို ကျွန်တော်အမြဲတရိယာနေတာပေါ့ဗျနင်းဟာစိတ်သဘောကောင်းတဲ့မင်းကလေးပါသူ့အတွက်ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ် တော်စားမှာကွာမင်းဟာလူရုပ်မှာပဲဟေမန်နေဟာငါညမပဲငါညမကမင်းဟာသူ့ကိုလက်ထက်မယ်ပြောပြီးလူကိုအပိုင်ကြံခဲ့တယ်နောက်တော့တက်ပြစ်လိုက်တယ်မဟုတ်လားဇော်လင်းခိုင်ကခေါင်းကိုတွင်တွင်ခါရီသူ့ရဲ့မျက်နှာပေါ်မှာကြွေးသီးများစို့နေသည်ဒီဒီလိုမဟုတ်ပါဘူးကျွန်တော်သူ့ကိုမတက်ပါဘူးဗျာလက်ပြားနဲ့တော့မထိပါဘူးသူ့ဘာသာသူသေးတာပါဗျာနောက်ထပ်မင်းကလေးတအူးလည်းရှိသေးတယ်သူ့ကိုလည်းမင်းမဲတက်ပြစ်ခဲ့တာ မဟုတ်ပါဘူးဗျာခမအထင်မှားနေတာပါဗျာဒါဖြင့်ရင်သူ့ဘာသာသူတည်သွားတယ်လို့ဆိုချင်တာလားဟုတ်တယ်အဲ့ဒီအတိုင်းပဲကျွန်တော်ဘာမှမလုပ်ဘူးသူတို့ဘာသာတည်သွားကြတာပါဇေယဝင်နေတောင်မှသူတို့ဘာဖြစ်လို့တည်ရတယ်ဆိုတာကိုမသိကြပါဘူးကျွန်တော်မတတ်တာတော့အမှန်ပါပဲဒီမှာဇော်လင်းခိုင်သူတို့ဟာအเจ้าမိတ်တည်တာမဟုတ်ဘူးကဇေယဝင်နေမသိတာပဲဖြစ်လိမ့်မယ်ဘာကြောင့်တည်တယ်ဆိုတာကိုမင်းမဲသိမှာပေါ့ငါလည်းမသိဘူး ဘာပဲဖြစ်ဖြစ်မင်းတတ်တာကတော့တေးကြတယ်ကွာကဲသွားပြီအောင်တော့လူရောက်ပါ ਈ ရဲလင်းကဓာတ်ကိုမြောင်းလိုက်တယ်ချက်ချင်းမဲ့ဇော်လင်းခိုင်ရဲ့ပါဇက်ကစကလုံးများထွက်သွားတယ်မဟုတ်လိုက်တာဗျာခမရလဲတေးလိုက်စမ်းဘာကြောင့်ရဲမသိသူ့ရဲ့စကားဆုံးမှာရဲလင်းလဲကြသေးဆုံးသွားတယ်ဇော်လင်းခိုင်ကထိုနေရာကနေခက်မြမြန်လစ်ထွက်ခဲ့ရတယ်။သူ့အတွက်အလီပိုင်းရှာတိုင်းရန်လိုတယ်။ ီတဲ့ချိန်ရဲများနဲ့စကားပြောရရင် လွယ်မှာမဟုတ်တော့ဘူး။သူထင်တဲ့အတိုင်းရဲတပ်ဖွဲ့ကသူ့ကိုခေါ်စစ်တဲ့တေဆုံးသူကဇော်လင်းခိုင်ကိုတတ်မယ်လို့ကြင်ခဲ့တာကြောင့်ဖြစ်ပါရဲ့။သူ့ရဲ့အလီပိုင်းကောင်းတာကြောင့်ထိုညကအခင်းဖြစ်ပွားရာနေရာမှာ သူမရှိကြောင်းရဲတို့ကယုံကြည်သွားကြတယ်။အီမာဇော်လင်းခိုင်က သူ့ကိုသူပြန်ကြောက်လာတယ်။သူမလူတယောက်ကိုချက်ချင်းတည်ဆုံနိုင်အောင် အမိန်ပေးနိုင်တဲ့စိတ်စွမ်းအင်ရှိနေပြီလားလို့တန်တယောက်ဝင်ခဲ့ရတယ် ထိုအကြောင်းကိုတယောက်ယောက်ကိုသူပြောချင်နေတယ်။သူ့မှာယုံကြည်စိတ်ချရမယ့်သူမရှိပြီ။စင်ကာပူမှာအလုံလုံနေတဲ့ဇော်ဝင်းနိုင်ထံကို စာရေးမယ်ကြံသေးတယ်။သို့တော်လည်းရဲတပ်ဖွဲ့ဝင်များရဲ့လက်ကို ထိုစာရောက်တော့ရင်တော့လူသိမှုဖြစ်ပေါ်ရတဲ့အကြောင်းကို သိသွားနိုင်နေ။ထိုစကားကို ပြောတဲ့အတွက်သူ့မှာအပြစ်ရှိပါသလား။ရာဇဝင်းမှုနဲ့သူ့ကိုအရေးယူနိုင်မှာလား။သူဘလို့မှမတွေးတတ်အောင်ဖြစ်နေတယ်။တရားရုံးချုပ်မှာ ဒုတိယညွန်ကြားရေးမှုဖြစ်နေတဲ့တငယ်ချင်းလှကြီးကိုဖွင့်ပြောရရင်ရောကောင်းမလားလို့တွေးမိသေးတယ်။သို့တော်လည်းမပြောဖြစ်ခဲ့ပါ သူရဲ့တငယ်ချင်းက ရှမ်းပြည်နယ်ကိုတာဝန်နဲ့ပြောင်းရွှေ့သွားလိမ့်ပြီ။ရဲလင်းတေဆုံးပြီးတပတ်ခန့်အကြာမှာဇော်လင်းခိုင်က သူ့ရဲ့အိယာပေါ်မှာလှည့်ရင် စေးလိတ်တောင်းနေတယ်။စေးလိတ်မိကိုများကအကွင်ကလေးအဖြစ်မျက်နှာချက်ကိုလွင့်တန်နေတယ်။အခန်းတကားကိုပိတ်ထားလိုက်တယ်။ ထိုအခိုက်မှာသူအခန်းစီကိုရှောက်လာတဲ့ခြေတံများကိုကြားရပြီး တကားခောက်တံပေါ်လာတယ်။ဘသူလဲ?ဆရာသောစင်ကာပူကတယ်လီဖုန်းလာနေတယ်။သူနဲ့အတူနေသူတပည့်ဖြစ်သူ ဝင်းမြင့်သိန်းကလှမ်းပြော်တဲ့အတန်ဖြစ်တယ်။အေးအေးငါလာခဲ့မယ်။ဇော်လင်းခိုင်ကအောက်ထပ်ကိုခက်မြက်မြန်ဆင်းသွားပြီးတယ်လီဖုန်းထားတဲ့အခန်းထဲကို ဝင်လိုက်တယ်။တယ်လီဖုန်းကွက်ကိုကောက်ယူနားထောင်လိုက်တယ်။ဇော်လင်းခိုင်စကားပြောနေပါတယ်။ ကိုစောငါပါကွာမင်းရဲ့ဝင်းလေငါအခုမြန်မာပြည်ကိုပြန်ရောက်နေပြီအခုဟိုတယ်ကနေစကားပြောနေတာဟာကိုဝင်းငါအခုပဲမင်းเจ้าကိုစဉ်းစားနေတာမင်းဘာဖြစ်လို့ငါစိတ်ကိုဖုံးဆက်ပြီးအကြောင်းမကြားတာလဲလေစိတ်ကိုငါလာကြုံမှာပေါ့ကွာ မင်းကိုအအံ့တင်းအောင်လှုပ်ချင်လို့ပါကွာမင်းเจ้าတွေကိုစင်ကာပူရောက်လာတဲ့မြန်မာသတင်းစာတွေမှာခဏခဏဖတ်ရတယ်ငါနဲ့ရုပ်ချင်းတူတဲ့အမွန်ကြီးအကူဟာနမဲကျော်အစိုးရတွေ မော်ရဲမိန်ကလေးတွေနဲ့စွန့်နေပါလားကွာဒါပေမဲ့အဲ့ဒီမိန်ကလေးတွေရုတ်တရက်သေးသွားတာကတော့မဟေနီဖြစ်နေတယ်အဲ့ဒီအချောင်းတွေကိုမင်းနဲ့တွေ့ပြီးတော့မေးကျင်လို့ငါလာခဲ့တာပဲအင်းငါခုတဲကုန်နေတဲ့ဟိုတယ်ကိုလာခဲ့ပါလားငါအဲ့ဒီကစောင့်နေမယ်နောက်나이ဝက်ခန့်အကြာမှာသူတို့ကဟိုတယ်တစ်ခုရဲ့တီးတန့်ကတစ်ခုအတွင်းမှာထိုင်နေပြကြတယ်တယောက်ကိုတယောက်စိုက်ကြည့်နေကြတယ်မင်းဟာမှန်နေကငါအရှိတ်ပဲကိုစော့ ငါအဖို့လေမင်းဟာအဲ့ဒီအတိုင်းပဲကိုဝင်းရဟုတ်တယ်ဇောဝင်းနိုင်နေဇော်လင်းခိုင်တို့မှာရုပ်ချင်းခွဲမရအောင်ဒူတဲ့အမွာညီကိုများဖြစ်ကြတယ်သူတို့ကိုမွေးတဲ့မိခင်တော်ဒါနှစ်ယောက်ကို ရုပ်တရက်မခွဲနိုင်ခဲ့ပြီသူတို့ကရုပ်ချင်းတူယုံတာမကအမှုအရာစကားပြောပုံ စိတ်နေစိတ်ဓာတ်အားလုံးတူညီကြတယ်နေအောင်လုံးမှာအလွန်တော်တဲ့အင်ဂျင်နီယာများဖြစ်ကြတယ် 1980ပြည့်နှစ်မှာဇော်ဝင်းနိုင်က စင်ကာပူကိုထွက်သွားပြီးချန်ကီလီစိတ်မှာအင်ဂျင်နီယာဝင်လုပ်တဲ့သူတို့နှစ်ယောက်ကွဲသွားကြသည်မှာ16နှစ်ခန့်ရှိပြီဖြစ်တဲ့ယခုမှပြန်ဆုံဖြစ်ကြရီကဲကိုဇော်ဘလို့ဖြစ်တာလဲမင်းเจ้าကိုတရင်စာထဲမှာဖတ်ရလို့ငါတိတ်အံ့ဩနေမိတာဘာကြောင့်လဲဆိုတာကိုမင်းကိုယ်တိုင်သိမှာပါအီမာဇော်ဝင်းနိုင်ကလည်းဖြစ်ပြက်ပုံအလုံးစုံကိုပြောပြလိုက်တယ် ို့တော့လေအန်တီရရှိတဲ့စကားလုံးများကိုမပြောမိအောင်တတိထားနှလုံးမှာဝင်မပြောပေတိတ်ဆိတ်စွာနားထောင်နေတယ်ဇော်လင်းခိုင်ရဲ့စကားဆုံးမှသာဝင်ပြီးတော့ပြောလိုက်တယ်တော်တော်ထူးဆန်းတာပဲကွာငါကိုယ်တိုင်လေအံ့ဩနေမိတာသူတို့ကငါမတတ်တာအမှန်ပါကွာမိမချောကလေးတွေတည်သွားတာတော့နှမျောเสียအောင်ကောင်းနေကွာဘာတတ်နိုင်မလဲမင်းနေရာမှာငါဆိုလေဒီအတိုင်းဖြစ်မယ်ထင်တာပဲသူ့နောက်တော့အမွာညီကိုနှစ်ယောက်က တခြားသောအကြောင်းကိုပြောဆိုနေကြရဲညီကိုနှစ်ယောက်လုံးမှာဇေယိုက်တူဝါသနာတူများဖြစ်ကြရဲငွေကြေးတန်းနိုင်သူများဖြစ်တော့ပတ်စံပေးပြီးရနိုင်တဲ့ပျော်ရွှင်မှုဟူသည်များကိုရယူခံစားကြရဲထို့နောက်မကြမီဇော်နဲ့ဝင်းဆိုတဲ့အမွန်ညီကိုနှစ်ယောက်ရဲ့အကြောင်းကိုနန္ဒာပလဲဆိုတဲ့မိန်းကလေးတယောက်ဝင်လာရဲနန္ဒာမှာအောင်မြင်တဲ့ကံမရီမှာငွေစည်ရင်းကင်ဖြစ်တဲ့ဘီကွမ်အာအေပွဲရဖြစ်ပြီး အင်္ဂလိပ်စကားကိုမြေယိုဗလာစကားကဲ့သို့ပြောနိုင်နေဘဝစုတောင်းကောင်းတော့အလဟုသမျှပေါင်းစုံနေသူမိမချော်လီဖြစ်ပါရီဇော်လင်းခိုင်ကနန္ဒာပလဲကိုမြင်းမြင်းချင်းခိုက်သွားရီသူဘဝမှာပထမဆုံးအချိန်အဖြစ်မိမသားတယောက်နဲ့လက်ထပ်ပြီးအိမ်တော်တဲ့ဘဝနဲ့နေလို့စိတ်ပေါ်လာရီသို့တော်လေနန္ဒာပလဲကဇော်ဝင်းနိုင်နဲ့ပို့ပြီးတော့အတွေ့များရီဒါကိုဇော်လင်းခိုင်ကသဘောမကျသူတို့ညီကိုနှစ်ယောက်မှာအီအီချင်းတူညီကြရီ ရုပ်ရည်အသက်ပညာဘာမှကြားနာမှုမရှိပါသို့တော်လည်းစင်ကာပူမှာအလုံးလုံးတဲ့ဇော်ဝင်းနိုင်က သူ့ထက်သိန်း2000ခန့်ပူချမ်းတာနေတယ်ဒီအချက်လောက်သာကွာခြားတယ်နောက်ဆုံးမှာသူဆုံးဖြတ်ချက်ချလိုက်ခြင်းကိုညနေမှာနန္ဒာပလဲကိုချိန်ရေးဆိုရန်ဖြစ်တယ်သူနဲ့ဇော်ဝင်းနိုင်တို့ဟိုတယ်တည်တံခန်းမှာထိုင်ပြီးစားတော့နေခိုင်းမှာသူအချောင်းကိုပြောပြလိုက်တယ်ဇော်ဝင်းနိုင်ကတော့သူစကားဆုံးအောင်နားထောင်နေသေးတယ် ထိုနောက်မှာလောင်ပြောင်တဲ့အပြုံကိုပြုံးလိုက်တယ်။အဲ့ဒီအကြောင်းကို မေးလိုက်ပါလားကိုစော့။နန္ဒာဟာကိုစော့အတွက်မဟုတ်တော့ဘူး။ဘာ?မင်းဘာကိုဆိုလိုတာလဲကိုဝင်။ဇော်ဝင်းနိုင်ကဘာမှမပြောဘဲသူ့အိတ်ထဲကိုလမ်းနိုင်နေတယ်။ထိုနောက်စက်ကူကဘူးတစ်ခုကိုထုတ်လိုက်တယ်။စက်ကူဘူးကိုဖွင့်တဲ့အခါအယောင်လက်နေတဲ့စိန်လက်စုပ်တကွင်းကို တွေးလိုက်ကြတယ်။လက်ထက်လက်စုပ်ဖြစ်နေတယ်။မင်းမင်းနန္ဒာနဲ့လက်ထက်မလို့လား။ သူကထင်းငော့စွာနဲ့အလင်းစလိုမီးတွေဇော်ဝဲနိုင်ကခေါင်းငိမ့်ပြားတွေဒီတဲ့ချိန်မှာတော့အမွားညီကိုနှစ်ယောက်ကတယောက်ကိုတယောက်ရွံစွာမုန်းတီးတဲ့မျက်ဝန်းများနဲ့အချင်းချင်းကြည့်နေကြတယ်။သူတို့ညီအကိုမှအဆဆအယားယားမှဒူးကြတယ်။ယခုလေမိမချော်လေးတယောက်ကို ပြိုင်းတူချင်းမိကြတယ်။မဖြစ်နိုင်ဘူး။နန္နာဟာငါ့အတော်ပဲဖြစ်ရမယ်။ဇော်လင်းခိုင်ကရင်ထဲကနေပြောလိုက်တယ်။ ထို့နောက်သူတို့နှစ်ယောက်ပြန်တူပြောပြလိုက်တာကတော့လဲတည်လိုက်ပါတော့လားကွာထို့သူဆိုတဲ့စကားပဲဖြစ်ပါရဲ့နောက်တဏှာခန့်အကြာမှာသပွဲထိုးလူငယ်ကသူတို့တိတန့်အခန်းလေးကို ဝင်လာရိထို့သပွဲထိုးလူငယ်ကသပွဲဘော်ကိုခေါင်းငိုက်ဆိုင်ကြပြီးတေးဆုံနေတဲ့ဝင်းနေဇော်လင်းခိုင်တို့ကို ထိမ့်လန့်စွာမြင်လိုက်ကြရိမလာပါတဲ့အဆုံးရည်ဒီကုန်းမှာရခင်ဖြစ်ပွားခဲ့တဲ့တေဆုံးမှုသုံးခုလိုပဲ ူတို့ဘကြောင့်တည်ဆုံးတာကိုဘသူမှ အတိတ်ပေဖော်မရပြီ။စာရေးသူဇာကြီးကိုလည်းဂျေဇူးတင်ပါရိ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နာစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန္နာပဲဖြစ်ပါတယ်ရှင်။